ိုတခါကြိုးစားလိုက်တိုင်းတခါတိုးတက်နေတယ်ဆိုတာကိုသတိရပြီးတော့မှတောက်လျှောက်ကြိုးစားပါကိုကိုကို တိုးတက်ဖို့အတွက် ကိုယ့်ရဲ့အချိန်အများစုကိုသုံးစွဲနေမယ်ဆိုရင်ဘယ်သူ့ကိုမှဝေဖန်နေဖို့အချိန်မရှိတော့ဘူးဒီတော့ကိုယ့်ရဲ့အချိန်တွေကိုကိုဘဝတိုးတက်ဖို့အတွက်ပဲအသုံးချပါ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချတော့မယ်ဆိုရင်သင်ထားတဲ့ပညာတွေထက်ရည်နှဲကလာတဲ့အလိုလျောက်သိရှိမှုက ပိုပြီးတော့မှ အရေးကြီးတယ်ဆိုတာကို သိသွားတဲ့အချိန်မှာ ကို အတွေးမခေါင်တော့ဘူးစင်ကြီးတွေကတော့ရှိနေမှာပဲစင်ကြီးပေးရတာကတိတ်ကိုလွယ်ပါတယ်နီးလန်းနေရှာဖွေရတာကတော့ ်တတိခွန်အားတွေလိုအပ်တယ်။ဒါပေမဲ့နီလန်ရှာတဲ့သူတွေပဲဘဝမှာ အောင်မြင်တိုးတက်ကြတာ။စင်ကြေပေးနေတဲ့သူတွေကတော့တုံရင်တုံရင်ပဲ။ဘဝကကိုအစင်ပြည့်တဲ့အချိန်ထိအောင်စောင့်မနေဘူးဒါကိုနားလည်လိုက်ရင်ကိုဘဝကအစင်ပြည့်ပြီဒီတော့အစင်ပြည့်တဲ့အချိန်ထိအောင်စောင့်မနေပါနဲ့လို့ဆက်ရှိတာချက်ချင်းလို့ပါ ကိုလိန်ညာလိုက်တဲ့အချိန်ဟာ ကိုအနာဂတ်ထဲမှာဖြည့်ရှင်းရတော့မယ့်ပြဿနာတွေကို ဖန်တီးနေတာပဲဒီတော့မှန်ကန်တာတွေကိုပဲပြောပါမှန်ကန်တာတွေကိုပဲလုပ်ပါအဲ့လိုဆိုရင်အနာဂတ်ထဲမှာ ပြဿနာတွေကို ဖြည့်ရှင်းရမှာလို့တော့လူတယောက်ပြန်လာမှာကိုစောင့်နေပဲသူ့ကို လွမ်းတက်အောင်လေ့လာထားပါအဲ့လိုမှမဟုတ်ရင် ခံစားရလိမ့်မည်မတိုးတက်နိုင်တော့အောင်ဘဝကြီးကမခက်ခဲပါဘူးတချို့သူတွေကပြောကြတယ်ကျွန်တော်ဘဝကအရင်ကိုခက်ခဲတာဒါကြောင့်မလို့တိုးတက်နိုင်မှာမဟုတ်ဘူးအဲ့လိုပြောကြတယ်ဒါဟာမှားရမှာလေတခါတည်းမှာတချို့သူတွေကကိုယ့်ရဲ့ရင်ထဲမှာပဲရှိပြီးတော့မှ ကိုယ့်ရဲ့ဘဝထဲမှာရှိမနေဘူးဆိုတာကိုလက်ခံထားရမယ်။ရည်တို့ပျော်ရွှင်ဖို့အတွက်စူးစမ်းနေတာတွေထက်ရည်ရှိစိတ်ချမ်းမြေ့မှုအတွက်စည်တည်လိုက်တာကနောင်တမရစေမယ့်အကောင်းဆုံးစီးတစ်ခွက်ပဲ။ပေါင်းတင်ဆက်ဆံရေးမှာပေါင်းတက်မှတ်ရမယ် အဲ့လိုပေါင်တက်လက်မှတ်လိုက်လို့သူတို့ကကိုစီကထွက်သွားတယ်ဆိုရင်တော့သိကြတယ်ကိုဟာသူမရှိပဲနေရတာပိုကောင်းတယ်ဆိုတာပဲမတောင်းမှန်လေခွင့်လွတ်နိုင်အောင်လေးလာထားပါမတောင်းမှန်ပဲခွင့်လွတ်နိုင်ရင်ဘဝကတိတ်ကိုလွယ်ကူသွားတယ်ဖြည်းဖြည်းချင်းရတဲ့အောင်မြင်မှုကဇာရိတ်တာကိုတိဆောက်ပေးတယ် လင်းလင်းမြန်မြန်ရတဲ့အောင်မြင်မှုကတော့အတ္တကိုတိဆောက်ပြီးတယ်လူတိုင်းလောက်တာကိုလိုက်လို့နေရင်တော့ကိုလဲသူ့လိုငါလိုရလက်ပဲရမှာပေါ့ average ပဲဖြစ်လာမှာပေါ့ဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေမျှတာဖြစ်ပါတယ် ကျွန်တော်ဒီငယ်ရင်းနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ကိုညာလေးအောင်ပါ